ိတ်ဖောင်းအောင်ကြေတော့မယ်ဆိုတဲ့ညီကိုရေဘလင်းနဲ့ပတ်တက်ပါချမလဲโอเคကျွန်တော်ရဲ့အမြင်လေးကို share လုပ်ပေးခြင်းပါတယ်ဒီကျွန်တော်တို့ဘလင်းတို့ဆယ်လာပိုင်း၅ပွဲခတ်ပြီးတော့၄ပွဲရှုံးထားတယ်အဲတပွဲကတော့တည်ရီအဲပြီးကြတော့ကိုပါပွဲရလွှဲလို့ရှိရင်ဂျန်နယ်ပွဲတွေအကုန်ရှုံးထားတယ်အဲမက်ဒရစ်လိုကောင်မျိုးကတော့ရှုံးတာထားပါတော့ဗျာဟိုးလာလီဂါမှာကျန်တိုက်နေတဲ့ဂီရိုနာရူအိုဘီတူရူတောင်းမနိုင်ပဲဒီခန်းစစ်ပိုင်းမှာလည်းအဲတော်တော်ဆူရပါတယ်ဒီကျွန်တော်တို့ ဒီခတ်ထားတဲ့တခြားပေါ့နော်ငါးပွဲကိုအမ်ဆယ်လုံးအောင်ပြရတယ်ပေါ့နော်တိုက်စစ်ပိုင်းမှာလည်းနှစ်ကိုယ်တည်းထီရတဲ့ထီအတင်းရတော်တော်ယူရွေးနေတာပါဟုတ်ကဲ့ဘတ်တစ်ဘက်ကိုကြည့်ရမယ်ဆိုလို့ချင်း PK ရဲ့ဆယ်လာပိုင်းတစ်ပိုင်းလုံးစပိန်လာလီကာမှာအီဒီကိုတဝဲတဲ့သားသူရှုံးထားပြီးတော့ဂျန်နယ်ပွဲတွေကိုနိုင်တဲ့ပွဲတွေနိုင်အောင်ခတ်ထားပါတယ်ဒီတိုက်စစ်ပိုင်းကလည်းသူအနေနဲ့သူတင်းတင်းရှိပါတယ် ရှူးတိုင်ရှူးတင်တဲ့အတင်းကိုသူရှူးနိုင်တယ်ခန်းစစ်ပိုင်းလည်းရုပ်ပြဆင်းပြက်ကြီးအဲရွ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 ကြီးဖြစ်နေရတော့မဟုတ်ပါဘူးသူထိန်ကစားနိုင်တယ်လို့စိတ်တင်တော့တော့စိတ်ပါတယ်ဟုတ်ကဲ့တူတူနဲ့လိုရင်းပြောရမယ်ဆိုလို့ရှင်ချီနဲ့ဂျေးနဲ့ရှင်ရရင်ဒီစက်တပ်ပွဲခတ်ပြီးတော့ပေကို20နဲ့ကျွန်တော်တို့အဲဒီ ခံစစ်တော်ယူရဲပြီးတော့နော်တိုက်စစ်ပိုင်းလည်းရှူရမရှိတဲ့ဒီဗလင်လိုကောင်မျိုးကိုဘတ်တစ်တူပေါ့နော်ဒီအမတ်ရလူစိတ်ဆန္ဒနိုင်လူစိတ်ပြေးမြမယ်ဆိုလို့ရှိရင် level 60လောက်စားကျွန်တော်အမြင်အ ਨੇ ဆုံး level ရှုံးလောက်ကတော့မဖြစ်မနေပေးသင့်ပါတယ်ဘာလို့ဆိုတော့ဘတ်တူကဂိုရှူဝါရှိတယ်လို့ခန်းစလဲစေတယ်။အမ်ဘလင်တို့ကကြတော့တော်တော်ကိုယူရနေတာပါ။တိုက်စစ်ခန်းစေပြောကြရမလို့အောင်စုံနေတာပါ။ထွင်းချက်နေနဲ့ဘတ်တူမှလည်းအဝေးကွင်းနည်းနည်းကစားပုံ အားနည်းတဲ့ဇယိုင်လေးရှိပါတယ်ဝေးခွင်အားနည်းတယ်ဆိုပေမဲ့အဲကျွန်တော်တို့ဒီလိုဗလင်းလိုကောင်မျိုးပေါ့နော် level 60ရှုံးစား level ရှုံးတော့တော့အနည်းဆုံးဖွင့်နေပါတယ် ဖြစ်တဲ့ကြေးထဲပြားလေးတလောက်ရောင်းနေလို့ကျွန်တော်ဘူကီဒီရဲ့ဆန္ဒအရ Big Valencia Boy ကိုနှစ်သက်မိပါတယ်စေတနာထားအချိန်ပြီးရွေးချယ်ထားတာဖြစ်လို့အကြိုက်တူမှဆိုဖို့ကြိုတင်မြတ်တာရခဲ့ပါတယ်နေ့စဉ်ဒီလို free တလီဒီကိုကြည့်ရဖို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားခဲ့နိုင်ပါတယ်ပွဲကောင်းရင်ကောင်းသလိုမောင်းတွဲတွေတင်ပြီးတဲ့ Telegram channel လေးကိုအောက်က comment မှာထည့်ပေးထားပါတယ်โอเคညီကိုများအားလုံးဆင်ပြေကြပါစီဗျာ